အောက်ခမောင်းကြီးအနံကြိုက်တဲ့သူနဲ့ချေးကြီးအနံကြိုက်တဲ့သူနဲ့အဲ့လိုမျိုးဒီဘက်မှာအဲ့လိုမျိုးရှိသူတို့ရဲ့ဒီအတွင်းစိတ်တနာစိတ်ကိုထိန်းကြတယ်နောက်ကျမှမသိအောင်ခိုးအဲ့လိုအတွင်းကန်ခိုးရတာနဲ့ချေးကြီးခိုးရတာနဲ့အဲ့လိုပုံစံမျိုးနဲ့သူတို့သူတို့ရဲ့စိတ်ကိုသူတို့ဖြည့်ဖြောက်ကြတာပေါ့နော်အဲ့လိုပုံစံမျိုးအလုံးမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လဲပြီးတော့ជួយទៅလိုက်ပါတယ်ဒီနေ့ပြုလို့မှာတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံကနေပြီးတော့မှဂျပန်နိုင်ငံကိုအလုပ်သွားလုပ်တဲ့ကောင်မလေးတစ်ယောက်ပေါ့နော်သူရဲ့ဒီနေတဲ့ အခန်းမှာအပြင်ဘက်မှာပေါ့နော်သူလန်းထားတဲ့ဒီအောက်ကန်တွင်ပေါင်းပြီးအထည်20ကျော်ကျော်လောက်ကိုခူးခံလိုက်ရတယ်ဆိုတော့ ဗီဒီယိုဖိုင်ကိုကျွန်တော်ဒီနေ့အထူးဆန်းဆန်းနေနဲ့ပြသပြီးတော့မှဖြစ်ပါတယ်ဂျပန်နိုင်ငံဆိုလို့ရှိရင်အာကျွန်တော်ရဲ့ဒီခေါင်းကြီးတွေတိမှာပါဘလောက်တော့နာမည်ကြီးလဲပေါ့နော်အဲအဲ့ဒီဂျပန်နိုင်ငံမှာဒီအလုပ်တက်လို့တဲ့ကျွန်တော်တို့ရဲ့ဒီအများမြန်မာမိန်းကလေးတယောက်ပေါ့နော်သူအပြင်မှာသူ့ရဲ့တိုက်ခန်းအပြင်မှာလမ်းထားတဲ့အတွေ့အကြုံပေါင်းပြီး20လောက်ကိုခူးခံလိုက်ရတယ်ဆိုပြီးတော့အာပြောလာတဲ့ဗီဒီယိုဖိုင်ရှိတယ်ပေါ့နော်ဆိုအဲ့ဒီဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့ reaction preview လုပ်ပြီးတော့မှဖြစ်ပါတယ်စိတ်ဝင်စားရဆိုလို့ရှိရင်တော့ခေါင်းကြီးတွေကျွန်တော်နဲ့ live ပြီးတော့ကြည့်လို့ရပါတယ်ကဲကျွန်တော်တစ်ချက်လောက်ထူသွားပြီးတော့ကြည့်လိုက်ကြရအောင်နော် ော့အခုပြပေးမယ့်ဗီဒီယိုဖိုင်ကကြတော့ဒီဂျပန်နိုင်ငံမှာအလို့သွားလို့တဲ့ညမာလေးပေါ့နော်အတွင်းငယ်20ကျော်လောက်ပျောက်သွားတဲ့ညမာလေးမဟုတ်ပါဘူးအဲအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီဂျပန်မှာနေတဲ့ main ကလေးတွေအဲဘယ်လိုနေရမလဲဘယ်လိုထိုင်ရမလဲပေါ့နော်ကိုယ့်ရဲ့ဝေစားရည်ဘယ်လိုလှမ်းရမလဲဘယ်လိုဂရုစိုက်ရမလဲအစားပြောပြထားတဲ့ညမာလေးရဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ်တတိထားလို့ရအောင်အဲ့ဒီညမာလေးပြောပြထားတဲ့ဗီဒီယိုဖိုင်ကိုပေါ့နော်ကျွန်တော်တစ်ချက်လောက်ရင်ပြပြပါမယ်အဲ့ဒီညမာလားအမလားတော့မသိဘူးပေါ့နော်တစ်ချက်လောက်ကြည့်ကြပါမယ်တင်းငန် အတွင်းညာခိုးတယ်ဂျပန်လူမျိုးကအတွင်းညာလာခိုးတယ်ဆိုပြီးတော့လေညီရောညီကြီးထက်မှနေတဲ့သူတွေအတွင်းညာလာခိုးတယ်ဆိုပြီးတော့ဗီဒီယိုတွေ့တယ်လို့မလို့တတိယလို့မလို့တင်လိုက်တာပေါ့နော်ဒီအရင်၃ရောက်နေတဲ့အိမ်ကနေပြောတယ်ဒီဟိုတယောက်တည်းစပြောင်းလိုက်အချိန်မှလေအသက်50ဝန်းကျင်အန်တီရပေါ့နော်တတိပေးလိုက်တယ်ဒီပြလိုက်တယ်အိမ်ငားမယ်ဆိုရှင်မြင်းကြီးတက်ကိုမငားနဲ့မြင်းကြီးတက်ကမင်းကလေးအတွက်တယောက်တည်းနေတဲ့မင်းကလေးအတွက်အနေရမြားတယ်အနည်းဆုံးနှစ်လွာလောက်တော့ဖြစ် ်ဟုတ်ကဲ့ဟုတ်ကဲ့နှစ်လွာသုံးလွာအဲ့ဒါအနေရင်းနေပေါ့နော်မိကြီးတက်ကအနေများတယ်တဲ့တယောက်နဲ့နေမမင်းကလေးအတွက်နောက်ပြီးတော့ဒီသုံးလွာကိုနေရသုံးလွာနော်သုံးလွာမှာတော့မှပဲလေသူကအဲအတွင်းငန်တွေကိုအပြင်မှာထုတ်မလန်းနဲ့အဲ့လိုပြောအတွင်းငန်တွေကိုဟိုအိမ်ထဲမှာပဲချိန်ချိန်လာပေါ့နော်အပြင်ထုတ်မလန်းနဲ့အပြင်ထုတ်လန်းလို့ရှိရင်ဒါမင်းကလေးနေရတယောက်တည်းနေရဆိုတာဟိုအဲ့လိုမျိုးညညအတွင်းငန်တွေကိုခိုးရတာဝါသနာပါတဲ့သူပေါ့နော်အဲ့လိုလူမျိုးကမြင်လာမြင်သွားလို့ရှိရင်ဒီလိုမျိုး ကို့အတွက်အန္တရာယ်ဖြစ်လာနိုင်တာမျိုးရရှိလို့မလို့အတွင်းကောင်ထုတ်မလန်းနဲ့ပေါ့နော်အပြုံထုတ်မလန်းနဲ့ဆိုပြီးတတိတတိပေးပူးတယ်ပေါ့နော်နောက်တော့ကနောက်တစ်ခုကကြောင်းအရင်တစ်ခါလေးတက်တော့မှတွေ့တယ်တည်းရယ်ကောင်မလေးတယောက်သူစားတော့ဆိုင်မှာလှုပ်လှုပ်တာပေါ့နော်အဲ့ဒီသူလှုပ်နေတဲ့ဆိုင်မှာအမြဲလာလာနေရဲ့ဂျပန်ဝင်နေပေါ့နော်အမြဲတန့်ပြန့်နေကုမ္ပဏီဝင်နေအဲအမြဲဟိုပါပေါ့အနောက်တန်းဝင်းဆောင်အပြည့်နဲ့အဲရုံးမင်းနံပေါ့နော်အဲ့လိုပုံစံမျိုး ဒါပေမဲ့ तू อ่ะ तू อ่ะဒီဆိုင်ကိုခဏခဏလာနေရွေချက်ကို तू မှမသိဘူးသူ့ရဲ့ရွေချက်ကဒီဆိုင်ကိုလာတာကဒီဆိုင်မှာမင်းကလေးဝန်ထမ်းများတယ်မင်းကလေးဝန်ထမ်းနေကြီးပဲဖြစ်တဲ့အတွက်ကြောင့်မို့လာတယ်နောက်နောက်ဘောနောက်ဆုံး तू ဘလို့ဟာဖြစ်လဲဆိုဖုံးဆက်တာအဲ့ဆိုင်ကိုဖုံးဆက်ပြီးတော့ဟိုအားတဲ့อืมအရင်ဆုံးဖက်နက်ကိုမေးရပါဘောနင်တို့အဆိုင်ကဝန်ထမ်းနေစီရဲ့ဖက်နက်ကอืมဘယ်ရောက်ဝယ်ရလဲဘောသူလည်းသူ့သူ့ကုမ္ပဏီအတွက် ဝေချင်းလို့ပါညာပေါ့အဲ့လိုမျိုးပြောရင်ပြောရရနေပြောဟောရတဲ့ချေးရောင်းပေးလို့ရမလားဆိုပြီးအဲ့လိုမျိုးပြောတာသူကကြောချေးအိအနံကြိုက်တဲ့သူပေါ့နော်ချေးအိအဲ့ချေးကိုဟောရတဲ့သူ့ကိုမယုံပါဆိုလို့ပေါ့အဲ့မသူသူ့ကိုသူပြန်မိတ်ဆက်တာငါဟုတ်တယ်ဗျာနော်ကျွန်တော်လေးကြားဘူးလေအဲ့ဒီဒီဂျပန်ကသူတွေကပေါ့နော်အဲစိုက်ကိုလားဘာလားတော့မပြောတတ်ဘူးတချို့သူတွေဆိုလို့ရှိရင်အဲ့ဒီဒီခြေစိတ်ခြေအိတ်ပေါ့နော်သူများဝတ်ထားတဲ့ဒီခြေအိတ်တွေကို တောင်းပြီးတော့ရှူရတယ်သူတို့အဲ့လိုမရှူမရှူလို့ရှိရင်ပေါ့နော်မနေနိုင်တဲ့ယောဂါလို့ကျွန်တော်အဲကြားဖို့ရပေါ့နော်တချို့တွေကြတော့လေအဲ့ဒီအတွင်းငယ်ပေါ့နော်အတွင်းငယ်ကိုမရှူရလို့ရှိရင်မနေနိုင်တဲ့ side effect ယောဂါလို့အဲကြားဖို့ရပေါ့နော်အဲ့ဒါကယောဂါလားသူတို့ရဲ့ဒီစိတ်ကဖြစ်နေရလားဆိုတော့အတိအကျတော့မသိရဘူးပေါ့နော်အဲ့လိုလို့ကျွန်တော်ကြားဖို့တာတော့ရှိငါနေရင်နေလို့ဆိုင်ကိုကျွန်တော်တော့အဲ့လိုလာစားလာစားတဲ့သူပေါ့အဲ့လိုမျိုးမိတ်ဆက်ပြီးတော့ဆိုးရပေါ့ဗျာအဲ့ဒီဟာကြီးကဟုတ်ပါတယ်ချိတ်ကို3000ပေးပြီးတော့ဝယ်မှာ3000 ရန်တော်တော်ပေးပြီးတော့ပဲမှာဆိုအဲ့လိုလူမျိုးရှိအောက်ခမောင်းမီအနံကြိုက်တဲ့သူနဲ့ချေးကြီးအနံကြိုက်တဲ့သူနဲ့အဲ့လိုမျိုးတချို့တွေမြန်မာမှာဆိုရှိရလေမိန်းကလေးကိုဆူဆူဆက်ဆက်ကြည့်ပြီးတော့ဖွင့်ကြောင်းတာမျိုးအဲ့လိုပုံစံမျိုးဒီဂျပန်မှာအဲ့လိုမျိုးရှိသူတို့ရဲ့ဒီအတွင်းစိတ်တနာစိတ်ကိုထိန်းကြတယ်နောက်ကျမှမသိအောင်ခိုးအဲ့လိုအတွင်းကန်ခိုးရတာနဲ့ချေးကြီးခိုးရတာနဲ့အဲ့လိုပုံစံမျိုးနေသူတို့သူတို့ရဲ့စိတ်ကိုသူတို့ဖြည့်ဖြောက်ကြတာပေါ့နော် ကဲဆိုတော့ဒါကတော့ကျွန်တော်ဒီဂျပန်နိုင်ငံမှာနေမဲ့မြန်မာမိန်းကလေးတွေပေါ့နော်အဲဘယ်လိုမျိုးနေရမလဲဘယ်လိုမျိုးထိုင်ရမလဲဆိုတာကိုဒါဘ ഹു တုတအနေနဲ့အရင်ဆုံးပြောပြသွားတာပေါ့နော်အဲပြီးလို့ရှိရင်ကျွန်တော်ကဒီဗီဒီယိုကိုမြင်ញမ်းပြီးတော့ကျွန်တော်ပြောပြချင်တာကပေါ့နော်အဲလွန်ခဲ့တဲ့တလကျော်ကျော်နှစ်လလောက်ကပေါ့နော်အဲကျွန်တော်ဗီဒီယိုဖိုင်တစ်ခုတွေ့တယ်ဒါပေမဲ့အဲ့ဒီဗီဒီယိုဖိုင်ကိုကျွန်တော်အခုဒီကျွန်တော်ရဲ့ဒီဗီဒီယိုမှာပြန်ပြီးတော့ပြတ်တ်ချင်ပေးမယ်ပေါ့နော်ကျွန်တော် like share တာဘယ်လို့မှမတွေ့တော့ဘူးအဲတော်တော်ကြာခဲ့ပြီဆိုတော့ like share လို့မတွေ့တော့ဘူးပေါ့နော်အဲ့ဒီဗီဒီယိုဖိုင်ကတော့ကျွန်တော်ဟိုးအရှိတုံးမှာပြောခဲ့တဲ့ဒီ ဂျပန်ရောက်မြန်မာမိန်းကလေးတယောက်ပေါ့နော်သူတိုက်ခန်းပြင်ပမှာလမ်းထားတဲ့သူ့ရဲ့အတွင်းငယ်ဟာကျော်20လောက်ကိုပေါ့နော်အာခိုးခံလိုက်ရတယ်တဲ့ဒီဂျပန်နိုင်ငံမှာခိုးခံလိုက်ရတာပေါ့နော်ဆိုတော့ဂျပန်လူမျိုးတွေကတော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အားလုံးသိတဲ့အတိုင်းပဲတော်တော်ဆိုးတယ် ဆိုတော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီညီမလေးပြောခဲ့တဲ့အတိုင်းပေါ့နော်တကယ်လို့ဒီကိုမိန်ကလေးတယောက်ထဲအိမ်ငားမယ်ဆိုလို့ရှိရင်အာတိုက်တစ်ထက်တစ်ထက်မှာတော့မနေသေးဘူးပေါ့နော်မြေကြီးထက်မှာတော့မနေသေးဘူးနှစ်ထက်သုံးမဟုတ်သုံးထက်လောက်မှာပဲငားနေသေးတယ်ပေါ့နော်တကယ်လို့ကိုယ့်ရဲ့ဝန်ဆောင်လက်မယ်ဆိုရင်တော့မအပြင်ဘက်မှာမလန်းနေဘူးဂျပန်လူမျိုးတွေကအဲ့ဒီအပိုင်းရန်နည်းနည်းလေးအာရှုပ်ထွေးတယ်ပေါ့နော်အဲ့လိုပဲပြောချင်ပါတယ်အားကြောင့်မလို့ဂယူးဆိုင်ပြီးတော့နေကြပါလို့ပဲအကြံပေးချင်ပါတယ်ဆိုတော့ဒီနေ့ပြီတော့ဒီလောက်ပါပဲဂျပန်လူမျိုးတွေတော်တော်ဆိုးရယ်နော်ကဲတော့ကျွန်တော်နောက်ထပ်ဗီဒီယိုကြမှာကျွန်တော်ပြန်လည်ဆုံတွေ့ကြပါမယ်ကဲအားလုံးပဲစီးယူနေစီးဗီဒီယိုပါနော်